ကြည့်ပြီးတော့သူကအဲ့လိုဆလင်းဖြစ်နေတဲ့ခါကျတော့မဟုတ်ဟိုဝှစ်ရှင်နဲ့ဝယ်စားထုတ်ဝစ်လို့ရတယ်အကုန်လုံးနဲ့တော်တယ်အကုန်လုံးနဲ့ဆင်ပြေနေရဆိုတော့သူကမောက်ကြည့်ပြီးတော့သူကအကြတယ်အကြိုင်ဝစ်ရှော့ဆိုတော့ရှော့လည်းမရှော့နိုင်ဘူးစားလည်းရမ်းစားကိုဆိုလို့ရှိရင်လည်းအဲ့လိုခေါင်းဝင်လေးဝစ်ချင်တယ်အဲ့လိုဆိုဘုလို့မရအောင်မြန်မာဝစ်စုံဘဲဟိုမှာအဲ့လိုကာဗီပိုင်းနဲ့ထုတ်ထပ်ပြီးတော့ကောင်းကြီးတက်လို့လှုပ်ပြီးလာတာအဲ့ကျွန်တော်ပျောက်တာ တော့ကျွန်မပျောက်တယ်အရင်ကိုကိုကို confident မရှိဘူးအာအခုမှမွေးထားရလဲဖြစ်တဲ့အတွက်ဟို weight လည်းမချရသေးဘူးလေအာမိမိလေးလည်းအာလူတိုက်နေတရားဆိုတော့ weight ချလို့လည်းမရသေးဘူးဆိုတော့အဲ့လိုကိုကိုရောကျွန်မတို့မရှိဘူးကိုကိုညီမလေးကျတော့ဟို slim ဖြစ်တယ်လေသူကွက်တာဆိုကိုဆိုလို့ရှိရင်လည်းအဲ့လိုခေါင်းဝင်လေးတွေဝတ်ချင်တယ်အဲ့လိုဆိုဘုလိုမရအောင်ညီမဝတ်စုံဘဲဟိုမှာအဲ့လိုကာဘီပိုင်းနဲ့ထုတ်ထပ်ပြီးတော့အကောင်ကြီးတက်လို့လောက်ပြီးလာရတာ။ ယောက်ျားမူတော့ပျောက်တာပေါ့ဒါမှမဟုတ်ကိုမကတော့သူကသူယောက်ျားမူရှိမယ်ငါတော့လာနေတယ်တော့ပြောပြပါဦးလာပါရဲ့အဲ့တော့ဟိုကလေးနှစ်ယောက်မွေးထားတဲ့မိခင်တွေတော့မတူဘူးပေါ့ကိုရဲ့အကြောက်မွေးမှမမွေးဘူးသေးရဆိုတော့ဒီလိုမျိုးကလေးမွေးထားတဲ့မိခင်နဲ့မမွေးရသေးတဲ့သူနဲ့တော့မတူဘူးပေါ့ရှင်ဟုတ်ဆိုတော့ तू ကတော့မောင်ကြီးကြည့်ပြီးတော့ तू ကအဲ့လိုလာလိုက်တာကလေးဖြစ်နေတဲ့ခါကျတော့မဟုတ်ဟိုဝှစ်စင်တဲ့ဝန်စားထိုးဝှက်လို့ရတယ်အကုန်လုံးနဲ့တော်ရအကုန်လုံးနဲ့စင်ပြေနေရဆိုတော့ သူကမောက်ကြည့်ပြီးတော့သူကအကြနေအာအကြရင်ဝေရှောဆိုတော့ရှော့လည်းမရှော့နိုင်ဘူးစားလည်းရမ်းစားသူပြောတာတော့45ရက်ကြည့်လို့ရှင်တော့ရှော့မယ်ပြောတာပဲဒါပေမဲ့ဟုတ်မဟုတ်တော့မသိဘူးပေါ့နော်သူမောက်တော့ကြည့်အကြရမရဘူးလေသမီးလိုတိုက်မြင်ကအဲ့လိုမျိုးမရမရဘူးအလာကျင်တယ်ပြောနေလေးမိုင်းကလေးငယ်သေးရဲ့ကလေးငယ်သေးရဲ့ပြီးတော့ဟိုအခုကခွဲလိုက်တော့ဒဏ်ရာကကြတော့အတွင်းမှာအရင်ရောမကြက်သေးဘူးအရင်မကြက်သေးလောက်ထင်တယ်တစ်ချက်ချက်တော့အဲ့လိုလေပြင်မိုင်းကကြက်ပြင်မဲ့အထဲမှာနည်းနည်းမကြက်ဘူးလို့ခံစားကိုကသိရလေ ဲ့လိုဆိုတော့ diet ဟိုအရန်လုံးလို့မရအဓိကပဲလေ့ကျင့်ခန်းအရင်လုပ်ချင်သေးတာပေါ့နော်နောက်ပိုင်းမှနှစ်ကြာမှမှာကိုယ့်အကိုလေပိုဆက်ချင်လုံးလုံးပေါ့ဒါပေမဲ့အဲ့ဒါအချိန်လေးကအရန်ဆောင်အောင်မှာဆိုတော့ဟိုဒီလင်းက6လနေတာမှာမလွယ်ဘူးပေါ့ဒါကပြီးလဲပြီးတော့ဘီရကျတော့အစောကြီးက bike ကဟိုတမများနေလို့အရန်ပါတဲ့သူမဟုတ်ဘူးအစီထူရဲတွေကပါတဲ့ခါပို့ပြီးတော့နည်းနည်းတော့ချရတာခက်ခက်လိုက်မှာပေါ့နော်အဲ့ဒါကြောင့်ဒီရလေးရလေးနဲ့အလွေရတာဆိုတော့လေဒါသူ့မိမလေးပေါ့မှာဘယ်လိုလေးတွေဟိုတိတက်နေမှာအဲ့လို ဂျင်းဝင်လာတော့ဘာလို့အဲ့လိုရှိတာကလေးကဘယ်လိုအဲ့လိုမရှိဘူးเนาะ तू อ่ะမရှိပါဘူးအဲ့လိုမရှိဘူးလိမ့်ပါ तू ကဘယ်လဲဆိုတော့ तू तू ချစ်လို့ရှင်ခါကျရင် तू ကိုနောက်တာပေါ့เนาะအဲဒါလည်းတမီးကိုပဲပို့ချင်မယ် तू ကတိတ်နေပြီအဲ့လိုတမီးလေးအငယ်မလေးမချစ်ဘူးเนาะအဲ့လိုနောက်ပြီးပြောလို့ရှင်လေဟောဘီလေးကလည်းချစ်ညီမလေးလည်းချစ် तू อ่ะအဲ့တူလည်းချစ်ညီမလေးလည်းချစ်အဲ့လိုသူ့ပုံစံအဲ့လိုမျိုးလေးတော့ညင်ရတယ်ဟိုလိုမျိုးကြီးညင်ပေါ့နော်နော်ညင်လေးတော့ကောင်းလို့ပေါ့နော်တိတ်တိတ်မင်းကြလည်းမလို့သူ့အောင်လူလေးကလေးက တိတယ်။ဒီခါကျရင်တော့နောက်တာပေါ့ပြီးတော့တော်တော်များလည်းပြောရလေအခလေးလေးအကြီးကိုပို့ပြီးတော့ကဲဘလော့ပေးပါဂလူးဆိုက်ပေးပါပို့ချစ်ပေးပါအငယ်လေးချက်ဘာမှမသိသေးဘူးလေ။ तू ကစားမယ်ငူမယ်အဲအဲ့လိုမျိုးပဲတိတဲ့ခါကျတော့တိတဲ့ခလေးတက်ကူကတော့ပြောခိုင်းတာလေးရှေ့လူကြီးရေဆိုအကြီးကိုပို့ပြီးဆိုက်ဆိုလို့ရှိရင်အကြရင်ကနောက်တာပေါ့နော်။ဥမချစ်ဘူးနော်။သမီးပဲချစ်တယ်နော်။အဲအဲ့လိုဆိုလို့ရှိရင်မဟုတ်ဘူးညီမလေးလည်းချစ်ဘီလီယံချစ်တယ်လေညီမလေးကိုသူကသူ့ကိုယ်သူဘီလီယံဘီလီယံစကားပြောတာ။အဲ့လိုဟုတ်တယ်။အငယ်လေးကငယ်သားငယ်သေးတဲ့ခါကျတော့အကြီးလေးကိုပဲ ကိုဘလူးဆိုက်ဖြစ်တာပေါ့အကြီးလေးရလဲ तू ကလဲတယ်အဲ့လိုပေါ့ तू ဘသူ့ကိုဘလူးမျိုးဟောဖြစ်ရမလဲဆိုတော့ तू သိတယ်ဆိုတော့မောင်လည်းအဲ့လိုပြင်းချိန်မရှိပါဘူးအဲ့လိုနှစ်ယောက်ကလေတယောက်ကဟိုဖြစ်ပြီးဆိုရင်အတယောက်ကအော်တယောက်ကထအော်လဲဆိုအမပြောသလိုပဲဟာဆက်လက်တန်ကလေးဝင်ဆက်လက်တန်ဆိုဆိုအိမ်မနာကိုညီးနေရပဲဆိုတော့ပြင်းချိန်မရှိပါဘူးဟုတ်ဟုတ်အဲ့တော့ဒါကတော့ဒီကိစ္စကိုရှင်းပြရတော့ပါလိမ့်ရှိတယ်။ဟုတ်။အလို့စေရောအဲ့လိုပေါ့။အမတချင်းလေးရိုက်ပေးဖို့ရှိရယ်။ အဲတချင်းအမအကိုတချင်းပြောပါအမဆိုပါအကိုအကိုတိုင်းနဲ့အမတို့ချင်းပေါ့သူစီစဉ်သူဆိုသူသူပဲပြောရအောင်ပေါ့ဆိုတော့သူတို့ချင်းလေးရိုက်ပြီးဖို့ရှိရဲ့ပြီးတော့ဇလန်းလေးရိုက်ဖို့ရှိဇလန်းဇလန်းလေးရိုက်လို့ရှိတယ်ဟုတ်ဟုတ်ရိုက်ဖို့ရှိတယ်တချင်းလေးရအောင်ကိုလေးဖက်တယ်ဂျာအေးစစ်မိသားစုလူတန်းနဲ့ပဲဖြတ်တမ်းပါဘီအရှင်မာဘီကနှစ်တိုင်းလူလို့အဲ့လိုမလုံးရေပေါ်ရွှေရင်အေးတို့ကြာတန်းကြောခေါ်အဲ့လိုအမြဲလှူနေကြဆိုတော့အလှူနဲ့ဖြတ်တမ်းပါဘီရကြတော့လေအမိသားစုအဲ့ချိန်မှာနားရတာဆိုတော့ လင်မယားလင်မယားဟိုလင်မယားနှစ်ယောက်လုံးကညီမလေးအကုန်လုံးကသမီးသားစုလုံးအလုပ်တွေလည်းအကုန်နားမယ်ဝင်ရနေလည်းကလေးပြန်တဲ့ချိန်အကောင့်ကိုအင်ရှိမှာပဲအလှူတန်းတွေလုပ်ပြီးတော့ပဲမိသားစုလေးဒီနေရာလေးကအရှိမှာဆော့ပေါ့ဖြတ်တန်းပါပေါ့နော်ဟုတ်ဟိုအဓိကဗီဗီကလေဒီအကိုလည်းမိန်းကလေးလည်းမိန်းကလေးဆိုအလှပကြိုက်တယ်ပေါ့နော်ပြီးတော့ဒီကိုဟင်းဒီလောင်းကလည်းဟိုနာမည်ရှိပြီးသားအာဒါတနေရာလေးပေါ့နော်အဲ့ခါကျတော့ကိုရီမိန်းကလေးတွေအတွက်အလှပ အတွက်ကိုစပင်းတွေလက်သေးချီတဲ့စသည်ဒီပေါ့နော်အကုန်လုံးခေါင်းစာချီဆောင်ပညာထဲမှာဟိုအလပဟိုရတဲ့နေရာလေးဆိုတော့အပြည့်ော်လဲဒီဒီကဟိုလုပ်ငန်းရှင်အမားတွေနဲ့အကိုတွေနဲ့အလဲကိုတွေနဲ့ခင်နေရပေါ့နော်ဓာတ်သူလိုပဲခင်နေတဲ့အခါကျတော့ပွက်တက်ကလေးဆိုတော့ကိုလာပြီးတော့မှအားချစ်ပေးအောင်ပေါ့ပိတ်တက်ကြီးအားလုံးကျမချမ်းသာပါစေလို့ဒါပိတ်တက်ဒီနှစ်တက်မှာလဲအဲဒီထက်မကလုပ်ငန်းကိုင်ကန်နေလဲစင်ပြေပါစေလို့ဆုတောင်းပေးပါတယ်ရှင်